စားစားတဲ့အစာမှာအစာချေလွယ်တဲ့အစာကိုစားရမယ်။မိမိနဲ့တော်တာကိုပဲစားရမယ်။တော်တာတောင်မှပဲအတိုင်းအတာတစ်ခုနဲ့စားရမယ်။ဒီလိုဆို။ဒါကြောင့်မို့နောက်ဆုံးမှာဝေဒနာဟောင်းသည့်မဖြစ်စေရ။ရှားပိုက်မြတ်လက်ခတ်သိမ်းပြစ်ကိုမဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါသည်ဆို။ဩဝေဒနာဟောင်းသည့်မဖြစ်စေရ။မစားဘဲနေလို့ရှင် အစာအိမ်ဟာလာထိခိုက်မယ်မစားဘဲနေဝေဒနာအဟောင်းကရှိနေစားလောင်တဲ့ဝေဒနာကိုဝေဒနာအဟောင်းလို့ခေါ်တယ်ဝေဒနာအသစ်ဆိုတာအစာလွန်ခြင်းကြောင့်အစာမကြေတာတို့ဗိုက်အင်နာတို့တံမျိုးတွေဝေဒနာအသစ်လို့ခေါ်တယ်အဲ့တော့ဝေဒနာအဟောင်းကိုလည်းပျောက်စေရမယ်ဝေဒနာအတိတ်ကိုလည်းမဖြစ်စေရဘူး ရှားပိုက်မြလက်စွာသွားလို့လာလို့နေလို့ထိုင်လို့ကောင်းရုံတော့ပဲစားရမယ်အလွန်ကြီးမစားရဘူး။ဟောရတဲ့ကစိတ်ဓာတ်ကြံ့ခိုင်မှုအတွက်အထောက်အကူဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့စားကြတာစားမယ်။တဲ့တာရောမတဲ့တာရောကြိုက်တာစားလိုက်တာစားပြီဆိုရင်အတိုင်းတာမရှိဘူး။အေးလူတွေကပြောကြသေးတယ်နော်။ဝါဝါစားပြီစောစောသိမ့်မယ်ဆိုတဲ့လူကအများကြီးပဲ။အဲ့ဒါလို့ ရတတနာဆိုတာကိုမဆုံးလွန်နိုင်ကြဘူးမဆုံးလွန်နိုင်သေးတဲ့အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုမရဘူးတဲ့စိတ်ဓာတ်ပြောင်းရတဲ့ပုံစံတွေဖြစ်သွားနိုင်တယ်ဒါကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုဆိုဒီမှာအစအစရာကိုယ့်ကိုပြင်ပေးဖို့လိုအပ်တယ်ဘောကိုစားတဲ့အစာဟာဘာအတွက်စားတာလဲအစာစားသမျှကြိုက်လို့စားတာမျိုးဆိုတော့ဖြစ်เสียရဘူးတဲ့ အသက်ရှိဖို့စားရတာဖြစ်ရအလုံးလုံးနိုင်အောင်စားရတာဖြစ်ရပညာရှာနိုင်အောင်အများကျိုးကိုကျိုးဆိုတာလိုအကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်အောင်စားတယ်ဆိုတဲ့ရွယ်ချက်နဲ့စားရတယ်ဒီလိုဆိုတာမြတ်စွာဘုရားစားရတော့မှပဲစနစ်တကျစားဖို့သင်သွင်းသင်ပေးထားတာမြတ်စွာဘုရားအဲ့လိုနီးနဲ့ပုံပဲနဲ့ကြိုက်လို့စားတယ်ဆိုတဲ့ပုံကိုယ်ကြီးဟာ ပြဿနာတွေကိုဖိတ်ခေါ်ထားသလိုဖြစ်ပြီးအစာစားခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေကြောင့်စိတ်ဓာတ်ကျเสียရာဖြစ်တယ်ပေါ့နောက်ဆုံးမှာစိတ်ဓာတ်ပြော့ညံသူဖြစ်ပြီးတော့ဘဝမှာရှုံးရင်းရှုံးသွားနိုင်တယ်ပေါ့ဒါကြောင့်မလို့ဘဝမှာအရှုံးကြီးမဖြစ်ရလေအောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးတွေဖြစ်ပေါ်စေဖို့အတွက်စားတဲ့အစာအစာပြီးတော့ကိုယ်စင်ញင်သုံးသက်တတ်ဖို့ကိုယ်စိတ်ကိုကိုထိ ंछ ုပ်နိုင်ဖို့ဒီလိုကြိုးစားအထောက်ကြပါမယ် ဓမ္မစိတ်ဓာတ်ချန့်ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ဟောဖြည်တည်တနာတော့မှဒီလိုဟောတာเนาะ။အဲ့တော့မြတ်စွာဘုရားတရားတော်တွေကဆေးလိုပဲလက်တွေ့ကျင့်သုံးရမယ်လက်တွေ့လိုက်တာဆေးဆိုတာမတော့ခဲနဲ့ပလင်းနဲ့ထဲထားရုံယောဂပြောင်းမှာမဟုတ်ဘူးလေ။မြတ်စွာဘုရားတရားတော်တွေလည်းနာယုံနာမှတ်ယုံမှတ်ထားပြီးတော့တိုင်းနာจิตသုံးမှုမပြည့်ဘူးဆိုရင်ဘာအကျိုးမှထွက်လာမှာမဟုတ်ဘူး။ ဘယ်ရပဲဖြစ်ဖြစ်အတုံးချမှအကျိုးဆိုတာဖြစ်ပေါ်လာတယ်ပေါ့